สวัสดีค่ะทุกคน ไทยสกาลีลาในตุ๊มยาอารมณ์มิงลาပါไทย language by one ก็นี่เปลี่ยนเลยจูซูไล่ไปได้ปีเกเรคริปตองก็ပြောดีလို့အဓိပ္ပာယ်ရတဲ့ food နဲ့ bog တို့ရဲ့အသုံးပြုပုံလေးတွေကိုဥပမာဝတ်ကြလေးတွေနဲ့ရှင်းပြခဲ့ပြီးဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကြန့်ရှိနေသေးတဲ့ခွေးဝါလောက်ကလောက်ဆိုတဲ့စကားလုံးလေးတွေကိုထပ်မံပြီးတော့ပြောပြပေးမှာဖြစ်ပါတယ် ပထမဦးဆုံးစကလုံးဖြစ်တဲ့ခွီးဖြစ်ပါတယ်ခွီးဆိုတဲ့စကလုံးကကြတော့တဦးတယောက်ထင်မဟုတ်ပဲနဲ့နှစ်ဦးနှစ်ဖက်အပြန်လှန်ပြောဆိုတာဒါမှမဟုတ်နှစ်ဦးနဲ့အထက်ပြောဆိုတဲ့စကားဝိုင်းတွေမှာသုံးလေးရှိပါတယ်ဥပမာဝါကြအနေနဲ့เมื่อคืน ฉันคุยโทรศัพท์กับเพื่อน เมื่อคืนมณีญากะฉันจม คุยโทรศัพท์ฟงเปียวเลยคุยตะลงในส่วนเนาะส่วนนี้เลยเปียวสูเลยโทรศัพท์เนี่ยปังไล่เดขาจารอฟงเปียวเลยเพียตัวบ้ารเลยกับเพื่อนตั้งเงเจนเนี่ยเมื่อคืนฉันคุยโทรศัพท์กับเพื่อนมันิยากาจะมาตั้งเงเจนเนี่ยฟงเปียวเลยดูดิอาอุปมาณีเนี่ยดีน้ำมาถ่ายบีสกาเปียวจำลาสกาเปียวจายาอ๋อลาดิลูเปียวจริงเนาะมานั่งคุยกันตรงนี้ไหมมานั่งสุรากาลาไทยเนคุยกันสุรากาสกาเปียวราตรงนี้ดินียามา မိုင်းဆိုတာကတော့မိကုန်းဖြစ်ပါတယ်။မနန်ခွေကန်တုံနီမိုင်းဒီနားမှာထိုင်ပြီးစကားပြောကြမလား။ဒုတိယစကားလုံးကတော့ဝဖြစ်ပါတယ်။သူ့ရဲ့ဓာတ်ရိုက်အသေးပေကတော့ပြောသည်လို့အသေးပေရပါမယ်။နောက်ထပ်အဓိကတာဝန်ကတော့ဝါကြာနှကူကိုချိတ်ဆက်ပေးတဲ့ conjunction ဖြစ်ပါတယ်။ဥပမာတငယ်ချင်းတယောက်ကဖုန်းဆက်လာတဲ့အခါ Hello ဖုန်း तू आ ကို Hello တငယ်ချင်းအဲ့လိုမျိုးမေးလာတဲ့အခါမျိုးမှာကိုယ်ဘက်ကအေးပြောလို့ပြောချင်ရင်အဲဝါဒီလိုလဲတုံးလို့ရပါတယ် นักเท่าประมาณนี้แน่คนรู้ไหมว่าเขาอยู่ที่ไหน คนรู้ไหมขมยาตีตลาเมนตีตลาว่าเขาอยู่ที่ไหนตัวประมาณเลสูดาที่นี่มาว่ายาได้เบกะสูดาหรือได้เบยาบาเรฉันได้ยินว่า เขาป่วย ฉันจะมาได้ยินจาเรว่าเขาป่วยตุนเนมกาบุโลที่นี่มาว่ายาได้เบกะารอโลพยาบาเร နောက်တစ်ခုကတော့ဝဆိုတဲ့စကားလုံးကိုမိုင်းဆိုတာလေးနဲ့တွဲသုံးလိုက်တာဖြစ်ပါတယ်။ဝမိုင်းဆိုတာကမိခွန်းပုံစံဆိုတာထက်ကိုပြောလိုက်တဲ့အကြောင်းအရာတစ်ခုကို ကိုပြောလိုက်တဲ့စကားတစ်ခွန်းကိုသဘောတူညီမှုလိုချင်တာအတီးပြုတ်ခိုင်းတဲ့အနေအထားမျိုးမှာသုံးတာဖြစ်ပါတယ်။ဥပမာအနေနဲ့ဝနီအာကတ်မိုင်လေလေနာဝမိုင်းဝနီဒီနေ့အာကတ်ရာဒီဥဒုက မိုက်လေယိုလေးနဲ့မစိုးဘူးနော်ဝါမိုင်ဟုတ်တယ်မလားဒီနေရာမှာဝါမိုင်ဆိုတာကမိကွန်းဆိုတာထက်ကိုပြောလိုက်တဲ့စကားကို အတီးပြူချက်လိုချင်တာသဘောတူညီမှုလိုချင်တဲ့အနေထားနဲ့မေးလိုက်တာဖြစ်ပါတယ်နောက်ထပ်ဥပမာအနေနဲ့ ख्वाम รักยิ่งตามยิ่งหนีว่าไหม ख्वाम รักอชิกายิ่งตามไล่หลียิ่งหนีปีหลีเบว่าไหมဟုတ်တယ်ဟုတ် နောက်ထပ်ပြောသည်လို့အတိပေးရတဲ့သကလုံးတစ်ခုကတော့လောက်ဖြစ်ပါတယ်။လောက်ဆိုတဲ့သကလုံးကကြတော့အဖြစ်ပြက်တစ်ခုဇက်လန်တစ်ပုဒ်ဒါမှမဟုတ်အတွေ့အကြုံတစ်ခုကိုတယောက်ယောက်ကိုပြန်ပြီးတော့အသေးစိတ်ပြောပြရှင်းပြတဲ့အခါမျိုးမှာသုံးနာဖြစ်ပါတယ်။ ောက်ထပ်ဥပမာအနေနဲ့แม่ลาวนีทานให้ลูกฟังแม่อเมก้าเล่าပြောပြတယ်นีทานဆိုတာကပုံပြင်ပါ high fang ဆိုတာကနားထောင်ဖို့အတွက် look ဆိုတာကသားသမီးတွေပါ매လောင်နေထန် high look fang အမေကသားသမီးတွေကိုပုံပြင်ပြောပြတယ်ဒီနေရာမှာပုံပြင်ကိုပြန်ပြောပြတာဇက်လန်တပုတ်ကိုပြန်လဲပြောပြတာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့လောက်ဆိုတဲ့စကားလုံးကိုသုံးရခြင်းဖြစ်ပါတယ် ။အိုဘီရှင်းလင်းသွားအောင်လောင်းနဲ့ပေါကတို့ရဲ့ကွာခြားချက်လေးတွေကိုအနည်းငယ်နှိုင်းရှင်းပြီးတော့ပြောပြပေးပါမယ်။ฉันบอกว่าฉันจะไปตลาด ฉันจะมาบอกပြောတယ်ว่าฉันจะไปตลาดจะมาซื้อตั๋วแม่ลูกဒီနေရာမှာบอกကကြတော့အချက်အလက်သတင်းညွှန်ကြားချက်တစ်ခုခုကိုတူတူနဲ့လိုရင်းအသိပေးတာမျိုးဖြစ်ပါတယ်။ อากาวาจาการอผมจะเล่าให้ฟังถึงตอนที่ผมไปตลาด ผมจะนอจะเล่าให้ฟังเปียวปยาเมถึงตอนที่ผมไปตลาดจราจะนอซีตัวดงกะเจ้าลูกเปียวละบาทีเนี่ยมาเล่ากะจารอปုံเพียงอภิอภิดามาหมออตุจုံตะคู่โกอะเตซีจิจาอสะอสงเปียวปยาชินปยาดาမျိုးကိုปูပြီးတော့ຕົ້ມပါတယ်ဒီနေ့သင်ခန်းစာအတွက်ပြောသည်လို့အသေးပေးရတယ်နောက်ဆုံးစကားလုံးကတော့ကလာဘူးဖြစ်ပါတယ် သူကတော့ပုံမှန်စကားပြောတွေထက်စာပေစံနဲ့နေရာမျိုးမှာသုံးတာများပါတယ်။ဥပမာမိကွန်ပြောတာ၊ကြေညာချက်ထုတ်ပြန်တဲ့အခါမျိုးတွေမှာသုံးတာပါ။ဥပမာအနေနဲ့ Khao dai klao kham khop khon thu khon Khao tu ga dai klao so ra ga pyo ja de kham khop khon so ra ga jesus tin saka thu khon so ra ga lu dai ko a long ko lo de be ya ba de Khao dai klao kham khop khon thu khon သူကလူတိုင်းကိုကျေးဇူးတင်စကားပြောကြခဲ့တယ်။နောက်ထပ်ဥပမာဝါကျလေးကတော့ท่านประธาน cloud เปิดงาน ท่านประธานဆိုတာကဥက္ကဋ္ဌ cloud ဆိုတာကမိကွန်ပြောတာเปิดงานဆိုတာကအခမ်းအနားကိုဖွင့်လင့်တယ်လို့အဓိပ္ပာယ်ရပါတယ်။ท่านประธาน cloud เปิดงานဥက္ကဋ္ဌကအခမ်းအနားကိုဖွင့်လင့်မိကွန်ပြောကြတယ်။ ဒီဗီဒီယိုလေးကထိုင်းဘာသာစကားလေးလာနေသူတွေအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်သင်ခန်းစာတွေအတွက် channel လေးကိုစောင့်ကြည့်ပေးဖို့မမေ့ပါနဲ့နော်။ကျေးဇူးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ခေါပခွန်ခါ